ရှေးခေတ်အီဂျစ်ရဲ့လူဝတ်စမ်းကျင်မှုတွေထဲမှာပိရမစ်တွေဟာထာဝရတည်ရှိနေတဲ့အံ့ွယ်မှုတွေအဖြစ်ယက်တည်နေပါတယ်။ဒီပိရမစ်ကြီးတွေဟာဘလို့ပေါ်ပေါက်လာတာလဲ၊ဘာကြောင့်တည်ဆောက်ခဲ့တာလဲဆိုတာကိုလေ့လာကြည့်ရအောင်။အီဂျစ်ပိရမစ်တွေဟာရှေးခေတ်အီဂျစ်ယဉ်ကျေးမှုရဲ့အထင်ကရတင်ဒေတာတွေဖြစ်ပြီးကမ္ဘာလက်ခရီးသည်တွေကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ဒီပိရမစ်ကြီးတွေကိုအာရိုဘီယန်တွေရဲ့တင်ကြိုင်းကူတွေအဖြစ်တည်ဆောက်ခဲ့ကြတာပါ။ ပီရာမစ်တွေထဲမှာဖာရိုဘုရင်တွေတည်လွန်ပြီးတဲ့နောက်ဘဝအတွက်လိုအပ်မယ်လို့ယူဆတဲ့ပစ္စည်းတွေ၊ငရဏာတွေနဲ့အခြားအရာဝတ္ထုတွေကိုထည့်သွင်းထားပါတယ်။ဒါတွေဟာရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ယုံကြည်မှုနဲ့ဓလေ့ထုံးစံတွေကိုပေါ်ညွှန်းနေပါတယ်။ပီရာမစ်တည်ဆောက်မှုဟာ BC 3000ခန့်ကစတင်ခဲ့ပြီးပထမဆုံးပီရာမစ်ကတော့ဂျိုးစာဘုရင်ရဲ့ပေကားချက်ပီရာမစ်ပဲဖြစ်ပါတယ်ဒီပီရာမစ်ကိုအင်ဟိုတက်ဆိုတဲ့ဗီတုကာပညာရှင်ကဒီဇိုင်းရေးဆွဲခဲ့ပြီး စက္ကာရာဒေတာမှာတည်ရှိပါတယ်။အချင်းကြာကာရာနဲ့အမျှပိရမစ်တည်ဆောက်မှုဤပညာတွေတိုးတက်လာပြီးဂီဇာပိရမစ်တွေလိုကြီးမားတဲ့ပိရမစ်တွေကိုတည်ဆောက်နိုင်ခဲ့ပါတယ်။ဒီတိုးတက်မှုတွေဟာရှေးခေတ်အီဂျစ်လူမျိုးတွေရဲ့ဘီတုကာဆိုင်ရာ ကျွမ်းကျင်မှုကို ပြသနေပါတယ်။ ဂီဇာပီရမစ်တွေဟာဂီဂျင်းမှာရှိတဲ့ပီရမစ်တွေထဲမှာအကြီးဆုံးနဲ့လူတိအများဆုံးပီရမစ်တွေဖြစ်ပါတယ်။ဒီပီရမစ်တွေထဲမှာခုခုရဲ့ပီရမစ်၊ဟာဖီးရဲ့ပီရမစ်နဲ့မင်ဂါရီရဲ့ပီရမစ်တို့ပါဝင်ပါတယ်။ခုခုရဲ့ပီရမစ်ဟာအမြင့်ပေလေး၊ရာ၈၁ပေ 149မီတာရှိပြီးရှေးခေတ်ကမ္ဘာအံ့ဖွယ်9ပါးထဲမှတစ်ခုအဖြစ်သတ်မှတ်ခံထားရပါတယ်။ဒီပီအမ်ဂျီတွေဟာထုံးကြောက်တုံးကြီးတွေနဲ့တိစောက်ထားပြီးတုံးတုံးနဲ့ပြင်းမြအလေးချိန်2.5တန်ခန့်ရှိပါတယ်။ပြရမစ်တွေကိုဘလို့တိစောက်ခဲ့ရဆိုတော့ကြိကြတည်ကြတဲ့အဖြေကိုတော့ဒီနေ့အထိမသိရှိရသေးပါဘူး။ဒါပေမဲ့လုံသမားတွေဟာသေကားတွေနဲ့လမ်းကြောင်းတွေကိုအသုံးပြုပြီးကြောက်တုံးတွေကိုနေရာရွှေ့ပြောင်းခဲ့ကြတယ်လို့ယုံကြည်ကြပါတယ်။ ပီယာမစ်တွေထဲမှာဖာရိုဘရင်တွေရဲ့တင်ကြိုင်းခန်းတွေလမ်းကြောင်းတွေနဲ့လေဝင်လေထွက်ပေါက်တွေပါဝင်ပါတယ်ဒီယာရီဟာပီယာမစ်တွေရဲ့ပြိုဝတ်ဆန်းကျယ်မှုကိုပိုပြီးနှက်ဆိုင်စေပါတယ်ပီယာမစ်တွေဟာရှေးခေတ်အီဂျီယဉ်ကျေးမှုရဲ့အရေးပါတဲ့အစိပ်ပိုင်းတစ်ခုဖြစ်ပြီးအာရိုဘီယန်တွေရဲ့အာနာနဲ့ကြီးမြတ်မှုကိုပိုစားပြုပါရယ်ဒါအပြင်ဘာသာရေးယုံကြည်ချက်တွေနဲ့တည်လွန်ပြီးတဲ့နောက်ဘဝအပေါ်ယုံကြည်မှုတွေကိုလည်းဖော်ပြပါရယ် ဒီနေ့ခင်မှာတော့ပီရမစ်တွေဟာအီဂျစ်နိုင်ငံရဲ့အဓိကခရီးသွားဆွဲဆောင်မှုတွေထဲမှတစ်ခုဖြစ်ပြီးရှေးဟောင်းသုတေသနရှင်တွေအတွက်အဖို့တန်တဲ့သုတေသနပြုစရာနေရာတွေလည်းဖြစ်ပါတယ်။ပီရမစ်တွေဟာရှေးခေတ်ရဲ့အံ့ဖွယ်အမှုတွေကိုပြသနေတဲ့တည်တည်အထောက်အထားတွေပါပဲ။ တရားမစ်တွေဟာနှစ်ပေါင်းထောင်ချီကြာအောင်တည်ရှိနေခဲ့ပေမဲ့သူတို့ရဲ့လှုပ်ဝှက်ချက်တွေကတော့ဒီနေ့အထိမဖော်ထုတ်နိုင်သေးပါဘူး။တရားမစ်တွေကိုဘလို့တိဆောက်ခဲ့တယ်လဲ။ဘာကြောင့်ဒီလိုပုံစံနဲ့တိဆောက်ခဲ့တယ်လဲဆိုတဲ့မေးခွန်းတွေဟာသူတေတီတွေနဲ့သမိုင်းပညာရှင်တွေကိုဆက်လက်စိန်ခေါ်နေသေးပါ။ ပြည်ယာမြစ်တွေရဲ့အတွင်းပိုင်းမှာလှုပ်ဝက်ခန်းတွေလမ်းကြောင်းတွေနဲ့အခြားအံ့ွယ်မှုတွေရှိနေနိုင်တယ်လို့လည်းယုံကြည်ကြပါတယ်။ဒါကြောင့်ပြည်ယာမြစ်တွေဟာရှေးခေတ်အီဂျစ်ရဲ့လှုပ်ဝက်စမ်းကြယ်မှုတွေကိုဖော်ထုတ်ဖို့အတွက်အရေးပါတဲ့တဲလွန်စတွေဖြစ်နေပါတယ်။ ရာသီဥတုပြောင်းလဲမှုနဲ့လူသားတွေရဲ့လှုပ်ရှားမှုတွေကြောင့်ပီယာမစ်တွေဟာပျက်စီးနိုင်တဲ့အနေနဲ့ရင်ဆိုင်နေရပါတယ်။ဒါကြောင့်ပီယာမစ်တွေကိုထိန်းသိမ်းဖို့နဲ့ကာကွယ်ဖို့အတွက်နိုင်ငံတကာအဖွဲ့အစည်းတွေနဲ့အီဂျစ်အစိုးရတို့ပူးပေါင်းဆောင်ရွက်နေကြပါတယ်။ပီယာမစ်တွေကိုထိန်းသိမ်းခြင်းအပြင်ရှေးခေတ်အီဂျစ်ယဉ်ကျေးမှုရဲ့ အမွေနှစ်တွေကိုနောင်လာနောက်သားတွေအတွက်ဆက်လက်ထင်းသိမ်းထားနိုင်မှာဖြစ်ပါတယ်။ပီရာမစ်တွေဟာလူသားတွေရဲ့စွမ်းဆောင်ရည်နဲ့တီထွင်ဖန်တီးနိုင်စွမ်းကိုတည်တည်ပြနေတဲ့အထင်းအမှတ်တွေအဖြစ်ထာဝရတည်ရှိနေမှာပါ။အီဂျီပီယာမစ်တွေဟာရှေးခေတ်အီဂျီရင်ကျေးမှုရဲ့အချင်းကရတင်ဒေတာတွေဖြစ်ပြီး ကမ္ဘာလက်ခီးတွေတွေကိုဆွဲဆောင်နိုင်စွမ်းရှိပါတယ်။ဒီ PM ကြီးတွေကိုဟာရိုဘီယန်တွေရဲ့တင်းကျိုင်းကူတွေအဖြစ်တိစောက်ခဲ့ကြတာဖြစ်ပြီးသူတို့ရဲ့ပြိုဝဲချက်တွေကတော့ဒီနေ့အထိမပေါ်ထုတ်နိုင်သေးပါဘူး။ဒီဗီဒီယိုကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။ EJ PM တွေအကြောင်းကိုပိုမိုလေ့လာခြင်းနဲ့ဆိုရင်ကျွန်တော်တို့ရဲ့ Channel ကို Subscribe လုပ်ပြီးနောက်ထပ်ဗီဒီယိုတွေကိုစောင့်မျှော်ကြည့်ရှုပေးကြပါဦး။သမိုင်းနဲ့ရင်ကျေးမှုအကြောင်းတွေကိုဝေမျှပေးသွားအောင်ပါ။ ကြီးစုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။